ရုရှားနိုင်ငံဘော်ရီဆိုဂလက်တူးလို့ခေါ်တဲ့လျှက်စစ်စစ်စင်ရေးဒီစစ်စင်ရေးဗဟုထာနာချုပ်ရဲ့အပြင်ဘက်တောဆက်မနက်6:48မိနစ် ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန်အဲ့ဒီအချိန်မှာပဲမိုးကုတ်ဆောင်းရဲ့နေရာနှန့်ကနေ FPV drone အုပ်စုကြီးတွေနဲ့ကင်းနောက်လေယာဉ်တွေဟာဥတီယာဘောင်းတုံကနေတပြိုင်တည်းစုစည်းရောက်ရှိလာခဲ့ပါတယ်။သူတို့စီကထုံလင်းလိုက်တဲ့အချက်ပြလှိုင်းတွေဟာမိုင်း20ပတ်လည်တွင်းမှာရှိတဲ့ရုရှားရဲ့ရေဒါမျက်နှာပြင်တိုင်းကိုတပြိုင်တည်းလင်းထိန်သွားစေခဲ့ပါတယ်။ ဒါရန်သူကိုသူတို့ရောက်လာပြီဖြစ်ကြောင်းတမင်တကာအတိပေးလိုက်တာနဲ့တူနေပါတယ်။ဒါပေမဲ့ဒါဟာထိုးစစ်အစမဟုတ်သေးပါဘူး။ဒါဟာစမ်းသက်ထောက်လှမ်းမှုပါ။ယူကရိန်းရဲ့ပန်နရှာတိုက်ခိုက်ရေးဒရုန်းတွေဟာမြေပြင်နဲ့နီးကပ်စွာပြန်တန်းရင်းမြေအောက်မှာမြုပ်နှံထားတဲ့ fiber စက်ကြောင်းစင်းကြံတွေဆိုလိုတာကတော့ဒီစခန်းရဲ့အဓိက data cable ကျိုးလိုက်တွေကိုစကန်ဖတ်နေပါတယ်။ UJ26 platform တွေကတော့လေထဲမှာရှိတဲ့ဂျိုဒူးဆက်သွယ်ရေးလမ်းကြောင်းတွေကိုခြေရာခံနေပါတယ်။ ESA electronically scan array လို့ခေါ်တဲ့အစိမ့်မြ electronic scan ဖတ်စနစ်တက်တဲ့ drone တွေကတော့ဒီစကန်တစ်ခုလုံးရဲ့အချက်အလက်အဓိကဗဟိုချက်ကိုလိုက်လံရှာဖွေနေခဲ့ပါတယ်။လေထဲမှာတော့ရုရှားရဲ့ Su-27 တိုက်လေယာဉ်တွေနဲ့တိုက်ခိုက်ရေးရဟန်းယာဉ်တွေဟာသူတို့ရဲ့လေတောင်းစင်းညံကိုအကာအကွယ်ပေးဖို့ပြန်ဝဲနေခဲ့ပါပြီ။ကျွန်တော်တို့ရှင်းရှင်းလင်းလင်းနားလည်ထားရမှာကဒါဟာတာမန်ဝင်ရောက်စီးနှင်မှုတစ်ခုမဟုတ်ပါဘူး။ဒါဟာမော်စကိုရဲ့ရေဒါကွန်ရက်တစ်ခုလုံးကိုချိတ်ဆက်ပေးထားတဲ့အဓိကအမိန်ပေးခွင့်ဆက်ကိုဖျက်တောက်ဖို့ချိန်ချောက်လိုက်တဲ့ ရုရှားရဲ့ digital အာယုံကြောတွေကိုယူကရိန်းကစနစ်တကျညှိနှိုင်းပြီးထိုးဖောက်ဆန်းသတ်လိုက်တာပဲဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုရဲ့ပထမဆုံးလှိုင်းမှာတော့ယူကရိန်းကင်းထောက်တပ်ဖွဲ့တွေဟာမြေပြင်နဲ့နီးကပ်စွာတိတ်တိတ်ဆိတ်ဆိတ်ဝင်ရောက်လာပါတယ်။ Mura 55လို့ခေါ်တဲ့မြေပြင်စက်ရုပ် drone တွေဟာရန်သူရဲ့ဆက်သွယ်ရေးလှိုင်းတွေနဲ့ radar line တွေရှိတဲ့ချိန်နှုံးလိုင်းတွေကိုစနစ်တကျစကန်ဖတ်နေခဲ့ပါတယ်။ ESA drone UAV တွေကတော့ -20 ပတ်လည်အတွင်းကရုရှားရဲ့ radar ပဲ့တင်တဲ့ခုချင်းတွေကိုစစ်ဆေးပြီးမြေပုံရေးဆွဲနေခဲ့ပါတယ်။ ဒါမှရုရှားရဲ့လေကြောင်းရန်ကာဝေးရေးကဘယ်နေရာမှာရှိနေတယ်ဆိုတာရှင်းရှင်းလင်းလင်းသိရမှာပါ။မြေပြင်နဲ့ပုံမနီးကပ်တဲ့နေရာမှာ FPV drone ဖွဲ့တွေကပို့ပြီးအရေးကြီးတဲ့အလုပ်ကိုလုပ်နေပါတယ်။သူတို့ဟာရုရှားရဲ့ Boriso Club 2စခန်းကိုအရေးကြီးတဲ့ data တွေပို့လွှင့်နေတဲ့အချက်ပြ cable ကြိုးလိုက်တွေကိုတိတ်တဆိတ်ဝင်ရောက်ပြီးခြေရာခံနေခဲ့ပါတယ်။ဒီလမ်းကြောင်းတွေကိုဖြတ်တောက်ဖို့သူတို့ကြိုးစားနေကြပါ။တစ်တော့စီမင်းတစ်ချောင်းမှာတော့ Panther type ဆက်ရုပ်တွေဟာခြုံမုတ်တွေကြားမှာဝတ်သွားရင်တီးကြားတည်ရှိနေတဲ့ relay မျှော်စင်တွေကို နောက်ပိုင်းမှာတိုက်ခိုက်ဖို့အတွက်ပြစ်မှတ်အဖြစ်လေဆာနဲ့မှတ်သားပေးနေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲယူကရိန်းရဲ့စစ်သားတွေတယ်ဆောင်ရလွယ်ကူတဲ့ EW ဂျမာရီဟာအလုဆလုပ်ပါတော့တယ်။သူတို့ကစုညံတဲ့လိုင်းလုံးတစ်ခုကိုလေထဲကိုစတင်ထုတ်လွှင့်လိုက်တာပါ။ဒီအချိန်ကပောက်ကွဲမှုတစ်ချက်မှမရှိပဲရုရှားရဲ့ရေဒါမျက်နှာပြင်တွေကိုချက်ချင်းမျက်စိကန်သွားစေခဲ့ပါတယ်။ရုရှားစစ်သားတွေမြင်လိုက်ရတာဟာပျက်စီးခြင်းမဟုတ်ပါဘူး။ဆက်သွယ်လို့မရတော့တဲ့အမှောင်တုပါပဲ။မင်းတပိုင်းတွင်မှာပဲစခန်းတွင်းကအမိန်ပေးကွင်းဆက်တွေဟာတစ်ဖြတ်ဖြတ်ဖြစ်သွားပါတယ်။ ဒီလိုမျိုးအနောက်ရှက်တွေရဲ့နောက်ကွယ်မှာတော့ Ukraine ရဲ့ T-64BV တင်ကားတွေဟာရန်သူမျက်စိနဲ့မမြင်နိုင်တဲ့အကွာအဝေးမှာအင်ဂျင်တန်တိုးတိုးနဲ့အသင့်အနေထားရပ်တန့်ဆောင်ဆိုင်နေခဲ့ပါတယ်။ရုရှားရဲ့ကာဝေးစနစ်မှာအပေါက်တစ်ပေါက်ပေါ်လာတာနဲ့ကင်းတောက်တောင်ဝင်ကနေအနီးကတိုက်ခိုက်ရေးတောင်ဝင်အတွက်အသင့်ဖြစ်နေခဲ့ပါတယ်။ချိန်မြန်တပ်ဖွဲ့ဝင်တွေကလည်းမိုင်ဝက်လောက်ကျတဲ့ပတ်လည်အတိုင်းတာတစ်လျှောက်မှာနေရာယူထားပြီးဒရုန်းတွေစီကရရတဲ့အချက်လက်တွေနဲ့ချိတ်ဆက်ထားပါတယ်။တဖက်မှာတော့ရုရှားရဲ့ကာဝေးစနစ်တွေဟာအသက်ဝင်လာခဲ့ပါပြီ။ ဘော့ခ် M3 ဒုံးပစ်လွှတ်စင်တွေဟာယူကရိန်းရဲ့စူညံတန်လာယာစီကိုအလိုလျောက်လှည့်လာပါတယ်။ Panzer S1 ဘက်ထရီတွေဟာလည်းမျက်စိနဲ့မမြင်ရတဲ့ပြစ်မှတ်တွေကိုခြေရာခံနေပါတယ်။ MiG-29 တိုက်လေယာဉ်တွေကအပေါ်စီးကနေဝဲပြန်နေပြီး MiG-28 Havoc တိုက်ခိုက်ရေးရဟတ်ယာဉ်တွေကမြေပြင်နဲ့နီးကပ်စွာပြန်တမ်းပြီးကင်းလှည့်နေခဲ့ပါတယ်။ဒီတိုက်ပွဲကိုတာမန်ဂျီတန်တွေနဲ့တိုင်းတာလို့မရတော့ပါဘူး။ဒါကိုဘသူရဲ့အာယုံခံကရိယာကပိုကောင်းလဲဘသူရဲ့တံပြန်အာယုံခံကရိယာကပိုမြန်လဲဆိုတာကိုစမ်းသပ်တဲ့တိုက်ပွဲပါ။ ဆူညံနောက်ဆက်တန်တွေပျောက်ကွယ်သွားတဲ့တခဏလေးမှာပဲရုရှားရဲ့အမိန့်ပေးကွန်ရက်မှာဂျူပေါက်တွေပေါ်လာတယ်ဆိုတာကိုယူကရိန်းတပ်ဖွဲ့တွေကသိလိုက်ပါတယ်။ယူကရိန်းတပ်ဖွဲ့တွေဟာလှင်မြန်သွားလှုပ်ရှားလာပါတယ်။သူတို့ရဲ့တိုက်ခိုက်မှုတိုင်းဟာအလွှာလိုက်စီတင်ထားပြီးတွက်ချက်ထားတဲ့တိုက်ခိုက်မှုတွေဖြစ်လို့လုံးဝမညာမတာပါပဲ။မိုင်30กว่าကနေဟီမတ်စတုံးကြီးအုပ်စုတစုကိုပစ်လွှတ်လိုက်ပါတယ်။သူတို့ရဲ့ပြစ်မှတ်ဟာရုရှားတပ်သားတွေနေထိုင်တဲ့အဆောင်တွေဒါမှမဟုတ်ကဒုတ်ကျင်းတွေမဟုတ်ပါဘူး။သူတို့ရဲ့ပြစ်မှတ်ကတော့ဒီစခန်းကြီးကိုအသက်သွင်းမိထားတဲ့ဓာအားပေးစခန်းငယ် ဆက်သွယ်ရေးလှိုင်းလွှင့်မျှော်စင်လေရေဒါတပ်အားဝဲယုံနေပြဖြစ်ပါတယ်။ဒီပောက်ကွဲမှုတွေရဲ့ရွေချက်ဟာဖြတ်စည်းဖို့တသက်မဟုတ်ပါဘူး။စခန်းတစ်ခုလုံးကိုအချင်းချင်းဆက်သွယ်ရေးဖြတ်တောက်ဖို့ပါ။ပန်ဒရှာဒရုန်းတွေဟာအတွဲလိုက်ထိုးဆင်းလာပြီးရုရှားရဲ့စစ်ရင်နံတွေကိုနှောက်ရှက်တိုက်ခိုက်ရင်စစ်ကူနဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေကိုဖြတ်တောက်နေခဲ့ပါတယ်။သူတို့ရဲ့နောက်ကွယ်မှာတော့မိုင်းထောင်ဆက်ရုပ်တွေဟာရေနုံမြောင်းတွေကနေတိတ်တဆိတ်ပြားသွားဝင်ရောက်ပြီးအာယွန်ကန်ကရိယာတပ်ထောင်ချောင်းမိုင်းတွေကိုထောင်ထားခဲ့ပါတယ်။ ဒါဟာရုရှားတန်ကြပ်ကတပ်တွေကိုအချိန်လျှော့စေဖို့ဒါမှမဟုတ်လမ်းကြောင်းပြောင်းခိုင်းဖို့ပါပဲ T64BB တင်ကားတွေဟာအီလက်ထရောနစ်အကာအကွယ်ရဲ့အောက်ကနေရှေ့တိုးလာခဲ့ပါတယ်သူတို့ဟာမိကုံငွေတွေနဲ့မြေပြင်နေထောက်ကိုအကာအကွယ်ယူပြီးခြိတက်လာပါတယ်တင်ကားတစ်စီးချင်းစီဟာရွေရှားနိုင်တဲ့အချက်ပြဘူဟုဌာနတစ်ခုလိုအလုပ်လုပ်နေပြီးလေဘော်က FPV drone အုပ်စုတွေကိုပြစ်မှတ်တင်နေရာတွေကိုအဆက်မပြတ်ပေးပို့နေခဲ့ပါတယ်စစ်မြေပြင်အထက်ပေ18000ခန့်အမြင့်မှာ Ukraine Su-27 တိုက်လေယာဉ်တွေဟာအစင်းမြစ်ရေဒါဆက်တွေနဲ့အတူပြန်ဝဲစောင့်ကြည့်နေပါတယ် ဆက်တွေကရန်သူကာကွယ်ရေးစနစ်တွေရဲ့ 3D မြေပုံတစ်ခုကိုရေးဆွဲပေးနေတာပါ။အဲဒီကရတဲ့အချက်လက်တွေဟာယူကရိန်းရဲ့ဒရုန်းကွန်ရက်ထဲကိုတိုက်ရိုက်ပုတ်လွတ်ပေးပြီးရုရှားစကန်ဝင်အတွင်းမှာအချက်ပြလိုင်းထုတ်လွှင့်နေတဲ့စက်တိုင်းကိုတိကျသွားနေရာရှာဖွေနိုင်ခဲ့ပါတယ်။နေရာတိအတီးပြလိုက်တာနဲ့ပန်နေရှားဒရုန်းတွေဘောကနေကလစတာဘုံးတွေကျဲချလိုက်ပြီးအန်တနာတွေကိုဖြုတ်ပစ်ကစာကစ်မျောတဲ့တွေကိုရှော့ဖြစ်စေခဲ့ပါတယ်။ရုရှားဟာသူတို့ရဲ့အင်အားကိုတုံးပြီးအပြည့်အဝတံပြန်ခဲ့ပါတယ်။အစ်စကန်ဒါဒုံးပစ်လွှတ်စင်တွေဟာဂျူရီပုံရိပ်တွေပေါ်မှာခဏခဏလင်းလက်သွားပြီး ုံးမြန်တွေဟာဒေါင်လိုက်ဒီပါကောင်းခင်ပေါ်ကိုပြန်တက်သွားပါတယ်။စကန်တွင်ပိုင်းနက်ရှိုင်းယာကနေ Jadel ECM စနစ်တွေဟာပြန်လည်အသက်ဝင်လာပြီးယူကရိန်းရဲ့ data line တွေကိုနှောက်ယှက်ဖို့လိုင်းလုံးတွေထုတ်လွှင့်လာခဲ့ပါတယ်။ဒါပေမဲ့တိုက်ပွဲရဲ့အချိန်ဟုန်ကတော့ယူကရိန်းဘက်မှာပဲရှိနေခဲ့ပါတယ်။သူတို့ရဲ့ဂျာမာတွေဟာချိန်နှုန်းတွေအဆက်မပြတ်ပြောင်းလဲနေတာကြောင့်ရုရှားရဲ့တံမြန်စနစ်တွေကလိုက်ပြီးချိန်ညှိလို့မရအောင်မြန်ဆန်နေခဲ့ပါတယ်။တချိန်တည်းမှာပဲ HIMARS တုံးကြီးတွေနဲ့ဒုတိယတန်းသားအခြေခံအဆောက်အအုံတွေဖြစ်တဲ့လောင်စာစီကန်တွေ၊ backup server တွေ ရေဒါ AB စနစ်တွေကိုဆက်လက်ပြစ်ခတ်နေခဲ့ပါတယ်။ HIMARS တုံးကြီးတွေရဲ့ပြစ်ခတ်တံတိတ်ဆိုက်သွားတဲ့အခါစစ်မြေပြင်တစ်ခုလုံးဟာမျက်စိနဲ့လုံးဝမမြင်နိုင်တဲ့အခြေအနေတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဒီအချိန်မှာရေဒါလိုင်းတိုင်းရေဒီယိုလိုင်းတိုင်းဒါမှမဟုတ်အပူလိုင်းတိုင်းဟာရုရှားအတွက်လက်နက်တစ်ခုဒါမှမဟုတ်ထောင်ကျောက်တစ်ခုဖြစ်နေပါပြီ။ယူကရိန်းတပ်ဖွဲ့တွေဟာတိုက်ပွဲတွေကို Electronic Realm နယ်ပယ်တွေကိုလုံးဝအပြောင်းလဲလုပ်ပစ်လိုက်ပါတယ်။အမြောက်တွေ drone တွေနဲ့စတင်ခဲ့တဲ့တိုက်ပွဲဟာအခုတော့အမှောင်တဲက digital စစ်ပွဲတစ်ခုလိုဖြစ်သွားခဲ့ပါပြီ။ ESA UAV တွေလို Micro Line Lens ဆက်ငယ်လေးအုပ်စုတစုကိုလေထဲမှာဖြန့်ကျဲလိုက်ပါတယ်။ဒီလေထဲမှာဝဲပြန့်နေတဲ့ဆက်ငယ်လေးတွေဟာဆယ်မိုင်ပတ်လည်ထိရုရှားကိုလှည့်သားမဲ့ Radar အချက်ပြမှုအတုတွေကိုထုတ်လွှင့်ပါတော့တယ်။ရလအနေနဲ့ရုရှားရဲ့မျက်နှာပြင်တွေပေါ်မှာတကယ်မရှိတဲ့တင်ကားတက်မှအတုဓာသင်ပေါင်းများစွာဟာနေရာအနှက်မှာပေါ်ပေါက်လာခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ Magra 5မြေပြင်ဆက်ရုပ် drone တွေဟာ Chef Clouds အတတုစအလင်းမြန်တိမ်တိုက်တွေကိုဖြန့်ကျဲပြီး ်လှုပ်ရှားနေတဲ့တန်ချက်ကရင်နှန်းတွေဖြစ်ဟန်ဆောင်လှည့်စားခဲ့ပါတယ်ရုရှားကိုထပ်ပြီးမျက်စိလည်အောင်လှုပ်လိုက်တာပါဒီလိုလှည့်စားမှုတွေရဲ့နေရာပြောင်းရွှေ့နိုင်တဲ့ EW ဂျမ်မာထရက်ကားတွေရဲ့ပေါင်းဆက်လိုက်တဲ့အခါရက်စစ်မြူကိုဒတိုင်းကြီးတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်ဒီမြူကိုဒတိုင်းဟာရုရှားရဲ့အစစ်အမြစ်သုံး Nibo M Radar စနစ်ကြီးကိုတော့မျက်စိကမ်းသွားစေလောက်အောင်ထူထဲပါတယ်ရုရှားစက်ကိုင်တွေဟာသူတို့ရဲ့မျက်နှာပြင်တွေစူညံတန်တွေနဲ့ပြင့်နှက်သွားပြီးပြစ်မှတ်ရှာဖွေရေးစနစ်တွေလုံးဝအလုံးမလုပ်တော့တာကိုကြည့်နေုံကလွဲလို့ဘာမှမတတ်နိုင်တော့ပါဘူး ဒီလိုဗျံပဒအခြေအနေထဲမှာတော့ယူကရိန်းရဲ့အမိန်ပေးလိုင်းတွေကတော့တန့်ရှင်းပြီးလျှို့ဝှက်ကုတ်တွေနဲ့ရှိနေသေးပါ EW ဖွဲ့သားတွေဟာသူတို့ရဲ့ဂျိန်နှုန်းတွေကိုမီလီစက္ကန့်အနည်းငယ်တိုင်းအဆက်မပြတ်ပြောင်းလဲပြီးရုရှားရဲ့ခြေရကန် algorithm တွေရဲ့ရှေ့ကနေတလှမ်းအမြဲဥနေခဲ့ပါတယ်သူတို့ရဲ့ရည်မှန်းချက်ဟာဖျက်ဆီးခြင်းမဟုတ်ပါဘူးထိမ့်ချုပ်ခြင်းပါရန်သူရဲ့မြင်နိုင်စွမ်းတွေးခေါ်နိုင်စွမ်းချိန်ရနိုင်စွမ်းတွေအားလုံးကိုလုံးဝရပ်တန့်သွားစေဖို့ပါ ြစ်မှတ်အတူအသေးတစ်ခုပေါ်လာတိုင်းရုရှားအမြောက်သမားတွေဟာအဖြစ်မှန်နဲ့ပို့ပိုးပြီးဝေးကွာသွားကာ Buk M3 နဲ့ Panzer S1 ဘက်တရီတွေဟာဘာမှမရှိတဲ့ကောင်းကင်အလွတ်ကြီးတဲ့ကိုတုံးပြန်တွေပြစ်ခတ်နေရပါတော့တယ်။ရုရှားဟာခြေနေကိုပြန်လဲထိန်းချုပ်ဖို့အသေးအတန်ကြိုးစားခဲ့ပါတယ်။ Engineer တွေဟာ Fiber Cable Line တွေကိုအရန် Line တွေစီကိုလမ်းကြောင်းကြောင်းချိတ်ဆက်ပြီး Radar ပုံရိပ်တွေကိုပြန်လဲတိဆောက်ဖို့ကြိုးစားကြပါတယ်။အစောပိုင်းကတိုက်ခိုက်ခံရလို့မိဂိုးတလူလူထွက်နေသေးဖြစ်တဲ့ Jadal ECM စနစ်တွေဟာလည်းအားမပြေပဲ စွမ်းအားနဲ့ပြန်လဲရပုလုပ်ပြီးဂျမ်မင်လှိုင်းလုံးတွေကိုထုတ်လွှင့်ဖို့ကြိုးစားပြန်ပါတယ်။ကနဒါတော့သူတို့အမြင်အာရုံကိုပြန်ရလိုက်သလိုဖြစ်သွားပေမဲ့ယူကရိန်းရဲ့အချက်ပြတပ်ဖွဲ့တွေကချက်ချင်းတံပြန်ဂျမ်မင်လုပ်ပြီးကျိန်ထုံးလှိုင်းတွေကိုခောက်သိမ်းပစ်လိုက်ရာနှစ်ဖက်စလုံးရဲ့အာရုံကံကိရိယာတွေဟာကမ်းတော်မလို့ဖြစ်သွားခဲ့ပါတယ်။လေဘော်မှာတော့ Sudan 7တွေဟာမြေပြင်တပ်ဖွဲ့တွေနဲ့ drone တိုက်နိုက်တွေကြားက relay ဆက်တွေဖြင့်ဆောင်ရွက်ရင်းယူကရိန်းကွန်ရက်ကိုချိတ်ဆက်ပေးထားခဲ့ပါတယ်။ပြီးတော့အဲ့ဒီနေရာမှာပထမဆုံးအကြိမ်ဖြစ်လေဒူးဟာရုတ်တရက်ပြန်လည်တိတ်ဆိတ်သွားခဲ့ပါတယ်။ ရက်စင်မျိုးကိုတွေတစိတ်တစ်ပိုင်းပြန်လဲရှင်းလင်းသွားပြီးရုရှားရဲ့မျက်နှာပြင်တွေပြန်လဲအသက်ဝင်ဖို့ကြိုးစားနေတဲ့တခဏမှာပဲယူကရိန်းဟာအဲ့ဒီအခွင့်အလမ်းကိုလုံးဝဆုပ်ကိုင်လိုက်ပြီးသူတို့ရဲ့စစ်ရန်တရားတပ်ဖွဲ့တွေကိုရှေ့တိုးလိုက်ပါတယ်ဒီချိန်မှာယူကရိန်းတပ်ဖွဲ့တွေရှေ့တိုးလာတာဟာရန်ကားပြီးအင်အားသုံးထိုးဖောက်တာလုံးဝမဟုတ်ပါဘူးဒါဟာအသေးစိတ်စီစဉ်ထားပြီးကောက်ကွက်ညှိနှိုင်းထားတဲ့ခြိတက်မှုတစ်ခုလိုပါပဲ T-60VV တင်ကားတွေဟာသူတို့ရှိက drone တွေနဲ့စစ်ရုပ်တွေကရှင်းလင်းထားပြီးသားလမ်းကြောင်းတွေအတိုင်းကိုယ်တွေနှိမ့်နဲ့လန်စွပ်ပုံစံနဲ့ တိတ်တိတ်ဆိတ်ဆိတ်ချီတက်လာပါတယ်။ချိန်မြန်တပ်ဖွဲ့ဝင်တွေကလည်းယူကရိန်းရဲ့ဂျန်မာရီကနေဖွင့်ပေးထားတဲ့လျှက်စစ်လမ်းကြားတွေကလည်းတိတ်တဆိတ်ဝင်ရောက်လာပါတယ်။အဝေးကနေဟီမာစတုံးမြတ်တွေနဲ့အမြောက်ကြီးတွေကရုရှားရဲ့အခိုင်အမာခံတပ်တွေကိုပြစ်ခတ်နှိမ်နှင်းပြီးသူတို့အတွက်အရေးကြီးတဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေကိုဖျက်တောက်ပေးထားပါတယ်။အရေးကြီးဆုံးချက်ကတော့လူနေထိုင်ရာနေရာတွေကိုလုံးဝမထိခိုက်သေးဖို့သူတို့တေချာခရုစိုက်ခဲ့ကြပါတယ်။တဖက်မှာတော့ရုရှားရဲ့ T90M တင်ကားမှုတွေဟာသူတို့ရဲ့နေရာတွေကိုအခိုင်အမာပြန်လည်ခုခံနေခဲ့ပါတယ်။ MI28 ရဲ့ရဟတ်ရင်တွေကလည်းအနိုင်ပြန်ဝဲရင်ယူကရိန်းချင်းကပ်လာမှုတွေကိုတားဆီးနေခဲ့ပါတယ်။ရုရှားကယူကရိန်းရဲ့ဘေးတောင်ပိုင်းတွေကိုတံပြန်တိုက်ခိုက်မှုငယ်လေးတွေနဲ့စမ်းသပ်ထိုးဖောက်ဖို့ကြိုးစားခဲ့ပေမဲ့ယူကရိန်းဘက်ကကျေပြက်တဲ့ပစ်ခတ်မှုတွေနဲ့မတုံ့ပြန်ပဲညှိနှိုင်းထားတဲ့တိကျပစ်ခတ်မှုနဲ့လျင်မြန်တဲ့နေရာပြောင်းရွှေ့မှုတွေနဲ့ပဲတုံ့ပြန်ခဲ့ပါတယ်။ဒါကြောင့်ဒီတိုက်ပွဲဟာစစ်တူရင်ကစားပွဲတစ်ခုနဲ့တူနေခဲ့ပါတယ်။လှုပ်ရှားမှုတိုင်းကိုတံပြန်လှုပ်ရှားမှုတစ်ခုနဲ့အပြန်အလှန်ထိန်းချုပ်ကစားနေကြတာပါ။ယူကရိန်းအင်ဂျင်နီယာတွေဟာရှေ့တန်းနေရာတွေကိုနေရာယူပြီး လေးလာရေးစခန်းတွေထူထောင်လိုက်တဲ့အချိန်မှာတော့ဘိုရီဆိုကလပ်တူးစခန်းရဲ့အပြင်စည်းကွင်းဟာစနစ်တကျအလှလိုက်အခွန်ခွာခံလိုက်ရပါပြီဒီထိုးပေါက်မှုဟာအစောပိုင်းရည်မှန်းထားတဲ့အတိုင်းအောင်မြင်ခဲ့ပါတယ်ဘိုရီဆိုကလပ်တူးရဲ့အပြင်စည်းဟာယုံကြည်စိတ်ချရတဲ့လမ်းကြောင်းတွေဒေသဆိုင်ရာကုတ်ကဲနိုင်ငံတွေလုံးဝပျက်စီးသွားခဲ့ပါပြီဒီတိုက်ခိုက်မှုဟာရုရှားတပ်ဖွဲ့ဝင်တွေကိုတုတ်တင်ဖို့ရည်ရွယ်ခဲ့တာမဟုတ်ပါဘူးစနစ်တစ်ခုကိုဖျက်သိမ်းဖို့ရည်ရွယ်ခဲ့တာပါ ယူကရိန်းကရန်သူကိုသူတို့ရဲ့ကုတ်ကဲမှုစနစ်တွေနဲ့အချိန်မီပြန်လည်တိဆောက်နိုင်မလားဆိုတဲ့မေးခွန်းတစ်ခုတည်းနဲ့ခြံထားခဲ့တာပါဒီထိုးပေါင်းမှုဟာ CEO ဘော်ကအပေါက်တစ်ခုဖောက်လိုက်တာထက်ပိုပါတယ်ဒါဟာရုရှားရဲ့အာရုံကြောတစ်ချောင်းကိုဖျက်တောက်လိုက်တာပါပဲမော်စကိုမြို့တစ်ဝိုက်ကတချိန်ကချုံးမိသွားချိတ်ဆက်ထားတဲ့လေကြောင်းရန်ကာဝေးရေးတွေဟာအခုတော့အချိန်တိုအတွင်းအလင်းမြန်ပြန်လည်စီစဉ်ဖွဲ့စည်းလုပ်နေရပါပြီ ASEAN battery တချို့ကိုပေါ်ပေါက်လာတဲ့လုံခြုံရေးအပေါက်တွေကိုပိတ်ဆို့ဖို့အတွက်မိုင်းပေါင်းများစွာအကောက်ကိုရွှေ့ပြောင်းနေရပါတယ် ။လောင်သာစီနဲ့အပူပစ္စည်းတွေတည်ဆောင်လာတဲ့ရင်နှန်းတွေဟာရက်တန်လူနီးပါးနှိပ်ကွေးသွားခဲ့ပါတယ်။တချိန်အားတရက်လှပတဲ့အမိန်ဘေးကိုရကြီးဟာအခုတော့ဖာထေးထားတဲ့အဆုပ်အစားတစ်ခုလိုဖြစ်သွားခဲ့ပါပြီ။လုံခြုံတဲ့လမ်းကြောင်းတွေကမသေးကြမရေများဖြစ်လာပြီးရုရှားရဲ့တုံ့ပြန်မှုအချိန်ဟာယူကရိန်းရဲ့တိုက်ခိုက်မှုစီးကျနောက်ကိုလုံးဝမမီတော့ပါဘူး။ယူကရိန်းဟာဒီပြန်ပရာအခြေအနေကိုခွင်ကောင်းယူခဲ့ပေမဲ့လက်လွတ်စပယ်အကြမ်းဖက်မှုအဖြစ်မပြောင်းလဲခဲ့ပါဘူး။ရှေ့တန်းတပ်ဖွဲ့တွေဟာအရန်တူလာယုံတွေကိုတီးခြားခွဲထုတ်ခဲ့ပေမဲ့သူတို့ရဲ့အထီးကရွေချက်ကထိန်းချုပ်မှုကိုရယူဖို့ပါပဲ။ နိုင်ပေါင်းများစွာကြားတဲ့တိုက်ပွဲနဲ့တိကျတဲ့ထိုးနှက်မှုတွေပြီးမှာတော့နှစ်ဖက်စလုံးဟာပြန်လည်ဆုတ်ခွာပြီးအခြေအနေကိုပြန်လည်တုံ့တက်ခဲ့ကြပါတယ်။ယူကရိန်းဟာပျက်စီးသွားတဲ့ကွန်ရက်ပေါ်မှာသူတို့ရဲ့ digital ထိန်းချုပ်မှုကိုခိုင်မာအောင်လှုပ်ဆောင်ခဲ့ပြီးရွေးရှားတပ်ဖွဲ့တွေကိုဘေးလွတ်ရာစီကိုပြန်လည်ဆုတ်ခွာစေခဲ့ပါတယ်။သူတို့ရဲ့ကြီးမန်းချက်ဟာနယ်မြေချဲ့ထွင်မှုမဟုတ်တော့ပါဘူး။တည်ငြိမ်အောင်ထိန်းသိမ်းဖို့ပါ။တစ်ဖက်မှာလည်းရုရှားတပ်ဖွဲ့ဝင်တွေဟာယာယီကုတ်ကဲရေးစခန်းတွေပြန်လည်ထူထောင်ပြီးအရန်လိုင်းတွေကိုပြန်လည်အသက်သွင်းခဲ့ကြပါတယ်။မိုးတောက်ချိန်မှာတော့စစ်မြေပြင်ဟာလုံးဝငြိမ်သက်သွားခဲ့ပါပြီ။ ်စစ်စင်ရေးဟာသူ့ရဲ့ပြစ်မှတ်ကိုပြင့်မိခဲ့ပါပြီ။ Boriso Club 2ဟာမျက်စိကန်းသွားခဲ့ပါပြီ။သူ့ရဲ့အမိန်ပေးလိုင်းတွေမောင်းမိုက်သွားပြီး Moscow တဝိုက်ကသူ့ရဲ့ဩဇာလွှမ်းမိုးမှုဟာပြတ်တောက်သွားခဲ့ပါပြီ။ရုရှားရဲ့ကွန်ရက်ဟာအစအနအပိုင်းစားတွေကနေပြန်လည်တိဆောက်ရတော့မှာဖြစ်ပြီးအလွှာအစ်တိုင်းဟာအရင်ကထက်ပိုနှေးကွေးပိုကုန်ကြစရိတ်များပြားမှာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုဟာတခုတည်းသောအချက်ကိုတတ်သိပြသွားခဲ့ပါတယ်။ခင်မီစစ်ပွဲမှာအောင်မြင်မှုဆိုတာအတန်အကျဲသုံးပေါက်ကွဲမှုကနေလာတာမဟုတ်ဘဲအတိအကျသုံးတဲ့အတန် အတိတ်ဆုံးအချက်ပြလိုင်းကနေလာတယ်ဆိုတာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ